မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင်းနေပြည်တော်မှာထိခိုက်ပျက်စီးမှုများတော်လဲအချင်းချခံထားရတဲ့ဒေါအောင်ဆန်းစုကြည်မှာဘေးကင်းစွာဖြင့်ကျန်းမာနေလျက်ရှိကြောင်း၎င်းနဲ့နေဆက်တဲ့သတင်းမြစ်ထံမှသိရပါမယ်။ဒါပြင်ဒေါအောင်ဆန်းစုကြည်ထံတပတ်တခါပို့ပေးနေကြအစားအသောက်များကိုလည်းငလင်လှုပ်ခတ်ပြီးနောက်ပိုင်းပုံမှန်ပို့ပေးနေရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကငလင်တန်းကြောင့်ဒေါအောင်ဆန်းစုကြည်ရဲ့လက်ဖြံယူကျိုးသွားတယ်ဆိုတဲ့သတင်းများလည်းထွက်ပေါ်ခဲ့ပါဗျ။ လောင်စန်းစုကြည်တမတဦးဝင်းမြင့်အပါအဝင်2020ခုနှစ်အာနာသိမ်းပြတဲ့နောက်ဖန်းစီထိမ့်သိမ်းခံထားရတဲ့အကျဉ်းသားများအလုံးလွဉ်ငိမ့်ချမ်းသာခွင့်အပြည့်အဝကြီးညာပေးရန်လေကုလသမဂ္ဂက AB 17ရက်နေ့ကတောင်းဆိုခဲ့ပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ဒေါန်ဆန်းစုကြည်ကိုဖမ်းဆီးချုံနောင်ထားခဲ့ပြီး2024ခုနှစ်နှစ်လယ်ပိုင်းကစပြီးနေပြည်တော်အချုပ်ထောင်မှာမထားတော့ဘဲပြည်မနာမြို့အနီးကတဲပြူကြီးွာအခြေဆိုင် အမှတ်6စစ်စင်ရေးကိုကဲမှုဌာနချုပ်မှရှိတဲ့အရာရှိငယ်နေတဲ့အိမ်တလုံးတို့ပြောင်းရွှေ့ထားတယ်လို့သိရပါဗျ။လက်ရှိမှာဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအားစစ်တပ်ဆီယဝန်များကတာဝန်ယူစစ်ဆေးပေးနေလျက်ရှိကြောင်းလည်းသိရပါဗျ။နေပြည်တော်မှစစ်ရုံးချုပ်ရှိပါတယ်။ဗိုလ်ချုပ်များစွာရုံးထိုင်တဲ့ကာကွယ်ရေးဦးစီးချုပ်ယုံ၊ဒုကံကွယ်ရေးဦးစီးချုပ်ယုံ၊ကြီးရည်လီကာကွယ်ရေးဦးစီးချုပ်ယုံများစစ်ရေးချုပ်စစ်ထောက်ချုပ်စစ်ဥပဒေချုပ်စစ်ရာထူးခန်းချုပ် စစ်စည်းရေးအရာရှိချုပ်လေးကျင်ရီလေးချောင်းရံစစ်ဘက်ရေးရလုံခြုံရေးတပ်ဖွဲ့စရပကာကွယ်ပစ္စည်းထုတ်လို့ရေးစစ်စည်းရေးနဲ့စည်ရင်းစည်ရုံချုပ်စတဲ့ရုံချုပ်ကြီးများရှိပါတယ်။ဒါအပြင်အမြောက်ဒုံ တန်ချက်ကဆက်သွယ်ရေးစောက်လို့ရေးပြည်သူဆက်ဆံရေးနဲ့စိတ်သက်စစ်စင်ရေးစတဲ့စစ်ဦးစီးလက်ယုံဝန်ထမ်းတက်ယုံများဆေးဝန်ထမ်းများပြန်လည်နေရာချထားရေးယုံများတက်ထိန်တက်အင်အားဖြည့်တင်းရေးငွေစရင်စတဲ့စစ်ရေးဝန်ထမ်းယုံများစစ်အင်ဂျင်နီယာထောက်ပို့စစ်လက်နက်စတဲ့စစ်ထောက်ဝန်ယုံများလည်းရှိပါတယ်။တပ်မတော်ကောင်ဝေးဦးစီးချုပ်ယုံကကဦးကောင်ဝေးဦးစီးချုပ်ယုံជីကကជីကောင်ဝေးဦးစီးချုပ်ယုံရေကောင်ဝေးဦးစီးချုပ်ယုံလီစစ်ရေးချုပ်ယုံစစ်ထောက်ချုပ်ယုံ စီယာဒူးခန့်ချုပ်ယုံစတဲ့ယုံဌာနများစွာရှိတယ်လို့ဝန်ထမ်းများနေထိုင်တဲ့အဆောက်အဦကလည်းထောင်ရှိရှိပါတယ်။ဒါအပြင်နေပြည်တော်မှာနေပြည်တော်စစ်တိုင်းဌာနချုပ်စကခ6ဌာနချုပ်လေရင်ခွင်းတစ်ခုနဲ့ကာကွယ်ပစ္စည်းစက်ယုံကပ္ပစစက်ယုံတစ်ခုရှိပါတယ်။လေရင်ခွင်းကတော့အဆောက်အဦများပျက်စီးတော်လေတပတ်အတွင်းပြန်လည်အသုံးပြုနိုင်ပြီးကပ္ပစစက်ယုံတွေကတော့ယမန်နဲ့ရေကြီးစင်ကလေးကပြန်လည်လဲပတ်နိုင်ဖို့လုံပန်းနေရဆဲဖြစ်ပါတယ်။တောင်ကူမှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့လက်အောက်ခံတည်ရင်တပ်ဖွဲ့များအခြေစိုက်ပြီးလေတပ်စခန်းတစ်ခုလည်းရှိပါတယ်။မိထီလာမှာတပ်မ69ရဲ့ဌာနချုပ်နဲ့လက်အောက်ခံတည်ရင်များအပြင်လက်ယုံတပ်ဝန်ထမ်းတပ်များအခြေစိုက်ပြီးတပ်နယ်အဖြစ်သတ်မှတ်ထားတဲ့တပ်မျိုးတစ်မျိုးဖြစ်ပါတယ်။ရှမ်းတဲမှာလေတပ်စခန်းဌာနချုပ်ရှိပါတယ်။မန္တလေးမှာအလဲပိုင်းစစ်ဌာနချုပ်လာပါခပင်မလက်နက်ခဲယမ်းနဲ့လာပါခလက်အောက်ခံတည်ရင်တပ်ဖွဲ့များအခြေစိုက်ပါတယ်။ တံတားဦးမှာအရက်ဖက်လေရင်ခွင်းရှိပြီးစစ်လေရင်တပ်ဖွဲ့များလည်းအခြေစိုက်ကလေကြောင်းစစ်ဆင်ရေးတွေပြုလုပ်လေးရှိပါတယ်။စကိုင်းတိုင်းမှာတပ်မ33ဌာနချုပ်နဲ့လက်အောက်ခံတပ်ဖွဲ့တွေအခြေစိုက်ပါတယ်။တို့ဖြစ်ရာစကိုင်းငလင်ကတက်ရောက်တဲ့ဒေသတွေကစစ်ရုံးချုပ်နဲ့အဓိကစစ်ဖက်ဆိုင်ရာရုံများတိုင်းစစ်ဌာနချုပ်3ခုတပ်မဌာနချုပ်2ခုနဲ့စကားခဌာနချုပ်တစ်ခုရှိပါတယ်။ဒါကြောင့်ရုံဌာနနဲ့ဝန်ထမ်းအင်အားထောင်ကနန်းရှိတယ်လို့ခန့်မှန်းရပါတယ်။ လက်တလောမလင်တန်းခံရစေကဲစေရေးလုံဆောင်နေရစေကာလဖြစ်တဲ့အပြင်ဆက်သွေးရေးပြတ်တောက်ခြင်းတည်င်းအမောင်းချခြင်းတွေကြောင့်စစ်တပ်ဘယ်လောက်အထိထိခိုက်သွားသလဲဆိုတော့ကိုတော့အသေးစိတ်သိရှိဖို့ခက်ခဲနေစေဖြစ်ပါလိမ့်။တပီလုံးအတိုင်းအတာအရ ABC ရဲ့နေ့မနက်ပိုင်းအထိစစ်ကောင်စီထုတ်ပြန်ချက်ဒီအရ3600ကျော်တေဆုံးပြီး9000ကျော်ဒဏ်ရာရကပျောက်ဆုံးသူ160ရှိတယ်လို့ဆိုပါလိမ့်။ အဆိုပါငလင်ကြီးကြောင့်ငလင်တန်းတဲ့ဒေတာများမှာနေရဆော်ဦးပေါင်း2000ကျော်ပြိုကျပျက်စီးခဲ့တယ်လို့ထိုအထဲမှာဌာနဆိုင်ရာရုံးများလည်းထောင်ရှိပါဝင်ပါတယ်။စီယုံစီကန်90နီးပါးပျက်စီးခဲ့ရပါတယ်။ဘုဒ္ဓလေနေပြည်တော်မှာရှိတဲ့တမ္ပတအိမ်လွှတ်တော်ယုံဝန်ကြီးဌာနများဝန်ထမ်းအင်အားတွေနဲ့အခြားအဆောက်အဦများပျက်စီးမှုကမနှဲလာပါဘူး။ငလင်ကြောင့်နေပြည်တော်ကဥဒရတိတိမြို့နယ်မှာ ဥတ္တရာတိရီစီယုံကြီးပင်လုံစီယုံအုပ်စုအပါအဝင်ဟိုတယ်နဲ့ဈေးဝယ်စင်တာများကဲ့သို့ကြီးမားတဲ့အဆောက်အဦအချို့လည်းပြိုကျပျက်စီးခဲ့ရပါတယ်။ဥတ္တရာတိရီစီယုံကြီးဆိုရင်သုံးထက်အဆောက်အဦရဲ့အောက်ဆုံးအထက်ကမြေကြီးတဲ့အထိနေဝင်သွားခဲ့ပြီးနှစ်ထက်သာကျန်တော့ပါတယ်။ နေပြည်တော်ကဝန်ထမ်းအင်အားတွေဝန်ကြီးဌာနရုံးတွေပြိုကျပြက်စီးမှုဖြစ်ပေါ်ခဲ့တဲ့အပြင်ဝန်ထမ်းတွေနဲ့မိသားစုဝင်တွေရဲ့အသက်တွေလည်းသေဆုံးခဲ့ရပါတယ်။စစ်တပ်အပြည့်အစည်းနဲ့ပတ်သက်ပြီးနေပြည်တော်စစ်ရုံးအောက်မှာလျှို့ဝှက်တိဆောက်ထားတဲ့ကုတ်ကဲမှုရုံးနေရာလေငလင်ကြောင့်ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။နေပြည်တော်ရဲ့လျှို့ဝှက်ဥမင်းလှိုင်ကောင်းများလို့သိကြတဲ့ထိုးနေရာကိုငလင်လှုပ်ပြီးတဲ့နောက်ပြင်ပကနေတာလုံခြုံရေးယူထားပြီးဆက်သွေးပစ္စည်းများကိုတော့ရသလောက်ထုတ်ယူလိုက်တယ်လို့ စီရီသတင်းရင်းမြစ်များထံကသိရပါတယ်။မြေအောက်ဥမင်လှိုင်ကောင်းနဲ့မှာရုံ၅ရုံးစာအတွက်အစင်သည့်ရုံထိုင်နိုင်ပြီးတိုင်းစစ်ဌာနချုပ်တွေနဲ့ဆက်သွေးကိုရံများချိတ်ဆက်ထားတယ်လို့နေပြည်တော်စစ်ဌာနချုပ်ရဲ့လက်ရိုးအမှတ်တမ်းတွေအရသိရပါတယ်။ စားနပ်ရိက်ကရေနဲ့အောက်ဆီဂျင်ပါလူရာကနဲ့အတွက်အသင့်ပြင်ထားတဲ့လျှို့ဝက်ကိုကဲမှုဌာနချုပ်တခုလည်းနေပြည်တော်စစ်ရုံးချုပ်ရဲ့မြေအောက်ဥမင်လိုင်းကောင်းနေကတဆင့်စစ်ရုံးကနေစစ်တပ်ရဲ့ထိတ်တန်းခေါင်းဆောင်၃ယောက်ရဲ့နေအိမ်တွေကိုချိတ်ဆက်ထားတယ်လို့သိရပါဗျ။ တရုတ်မြောက်ကိုရီးယားနည်းပညာများအသုံးပြုထားပြီးငွေကြေးအကောင်အချခံဆောက်ထားတဲ့မြေအောက်ဥမင်းသမကစစ်တပ်နဲ့နှီးစက်တဲ့ခရိုနီကုမ္ပဏီများကိုကန်ဒရိုက်ပေးပြီးဆောက်ခိုင်းထားတဲ့စစ်ဘက်ဆိုင်ရာအဆောက်အအုံများစစ်အင်ဂျင်နီယာတပ်ကဆောက်လုပ်တဲ့စစ်ဘက်ဆိုင်ရာအဆောက်အအုံများလည်းအရက်ဘက်ဝန်ကြီးဌာနအဆောက်အအုံများကဲ့သို့ပင်အများအပြားပြိုကျပျက်စီးသွားတယ်လို့သိရပါဗျာ။ ဒါအပြင်ငလင်တန်းကျောင်းမန္တလေးနန်းလွင်မှာရှိတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့အဆောက်အုံများစွာပြိုကျခဲ့ပြီးတေဆုံဒဏ်ရာရသူတွေလည်းရှိတယ်လို့ဆိုပါတယ်။ဒါပခဌာနချုပ်မှာရှိတဲ့မန္တလေးနန်းလွင်တဲကစစ်တဲ့အဆောက်အုံများအပြင်စစ်ကြောရေးအချုပ်ဆောင်များလည်းပြိုကျခဲ့ပြီးနန်းတွင်းမှာရှိနေတဲ့အဆောက်အုံများရဲ့80ရာခိုင်နှုန်းခန့်ပြိုပြက်ခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်စကိုင်းတက်မ33ဌာနချုပ်မိထီလာရှန်တဲလေတက်စခန်းတို့ကအဆအုံများပြိုကျခဲ့တယ်လို့ထိကြိုက်ဒဏ်ရာရရှိတဲ့သတင်းများတေဆုံးတဲ့သတင်းများလည်းတစတစကြားသိလာရပါတယ်။စစ်တပ်ရဲ့ CDN အရာရှိကြီးတွေရဲ့ပြောဆိုချက်တွေအရငလင်လောက်တဲ့နေမှာပဲတရင်တက်ဖွဲ့ဌာနချုပ်များမှာဒါဘာပွဲလောက်ရန်လူစုထားတဲ့နေဖြစ်ရာအဆအုပ်ပြိုကျလို့ထိကြိုက်တေဆုံးဒဏ်ရာရသူများပြားတယ်လို့ဆိုပါတယ်။ စစ်တပ်ကတရင်အမောင်းချတာပြီးဖုံကွယ်ရန်ကြိုးစားနေတော့လေသခိုင်းငလင်ကြီးမှကြီးကြီးမားမားထိခိုက်မှုရှိတာကိုညင်းပယ်လို့မရနိုင်ပါဘူးအစအုံပြည့်စည်မှုမရှိတဲ့စစ်လက်နက်ခရမ်းထုတ်လုပ်တဲ့ကပ္ပဆတ်စက်ရုံများဒီပလင်လျှက်စစ်မီပြတ်တောက်မှုကြောင့်စက်ရုံလဲပန်းမှုတွေရဲအနှဲငယ်အထိရပ်တန့်ထားခဲ့ရပါလေလက်တလောဖြစ်ပွားခဲ့တဲ့သခိုင်းငလင်က စစ်ကောင်စီအဓိကထိန်းချုပ်ထားတဲ့နေရာများမှာဖြစ်ပေါ်ခဲ့တာဖြစ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ ANUG PDF နဲ့တိုင်းသာတော်လှန်ရေးတပ်တွေထိန်းချုပ်ရာဒေသများမှာထိခိုက်မှုနေပါခဲ့ပါတယ်။ဒါကြောင့်ဒေသခံပြည်သူလူထုတာမက PDF ຫນွေဦးတော်လှန်ရေးအင်အားစုတွေနဲ့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များပါထိခိုက်မှုနေခဲ့ပါတယ်။စစ်ကောင်စီထိန်းချုပ်နယ်မြေများမှာလူထုထိခိုက်မှုကြီးမားခဲ့တယ်လို့ထိုဒေသများမှာအခြေစိုက်ထားတဲ့စစ်တပ်အဆောက်အအုံများစွာလည်းထိခိုက်ခဲ့ပါတယ်။ နေပြည်တော်တခုထဲမှာပဲဌာနဆိုင်ရာအစာအုပ်2000ကျော်နဲ့ဝန်ထမ်းအင်အား800ကျော်ပျက်စီးခဲ့တယ်လို့သိရပါတယ်။တိုင်းစစ်ဌာနချုပ်များမြို့များစွာဆုံးရှုံးအရေးနှိမ်ခဲ့ချိန်မှာဘာမှမဖြစ်တဲ့ကဲ့သို့ပွဲတက်ပြနေတဲ့စစ်ကောင်စီကယခုလဲအင်ဒီမပြတ်ဂိုက်ထုတ်နေတော်လဲငလင်တန်ကြောင့်စစ်ဖက်အစာအုပ်များထိကိုက်မှုတပ်ဖွဲ့ဝင်များတေးကြီးဒဏ်ရာရမှုကြောင့်အထိနာခဲ့မှုကိုရှောင်လွှဲလို့မရနိုင်ပါဘူး။လက်ရှိစစ်ကောင်စီနဲ့စစ်ကောင်စီရဲ့ဝက်ဆိုက်အချို့ ယနေ့အချိန်အထိပြန်လဲအလုံးမလုံးနိုင်သေးတာကိုတွေ့ရပါတယ်။ဒီအချက်ကစစ်တပ်ရဲ့အရေးပါတဲ့ဆက်သွေးရေးဖိုက်ပါဆက်ကြောင်းများပြတ်တောက်ခြင်းကြောင့်ဖြစ်ပြီးစီယုံနဲ့ဒိုင်းစစ်ဌာနချုပ်များအကြားလုံခြုံစိတ်ချရတဲ့ဆက်သွေးရေးလမ်းကြောင်းတွေထိခိုက်သွားတယ်လို့ကျွမ်းကျင်သူတွေရဲ့အဆိုအရသိရပါတယ်။တို့ရမှာစစ်တပ်ကတတ်မှတ်ထားတဲ့စစ်သုံးစီးရဲ့ဘတ်ဂျက်ထက်ကြက်ငွေဘီလီယံပေါင်းများစွာပိုတိုးပြီး သုံးစွဲရတော့မှာဖြစ်တယ်လို့နေပြည်တော်လုံခြုံရေးအတွက်လည်းပိုပြီးအားထုတ်ရတော့မှာဖြစ်ပါတယ်။ ဒါကြောင့်တိုင်းပြည်စည်းဝါးရေးဖွံ့ဖြိုးတိုးတက်မှုအနှုတ်လက္ခဏာပြောင်းမှုကိုရင်ဆိုင်ရတဲ့အချိန်မှာတော့စစ်အသုံးစရိတ်ထပ်တိုးရမှာဖြစ်ပြီးဘတ်ဂျက်အကြက်အတဲ့ကျုံလာရတော့မှာတော့တေချာတလောက်ဖြစ်နေပါပြီ။သခိုင်းငလင်ကြောင့်စစ်တပ်ဘယ်လောက်အထိထိခိုက်သွားတယ်လဲဆိုတာကိုအတိအကျတွက်ချက်ရန်ခက်ခဲတော်လေ။သခိုင်းငလင်ကစစ်တပ်အတွက်ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့တာကတော့မြင်းပယ်လို့မရတဲ့အမှန်တရားတစ်ခုဖြစ်ပါလေ။